အားလုံးပဲမင်္ဂလာပါနော်။ဟိုတချိန်ကကိုနဲ့ပေါ့လေရင်းနီးနီးပတ်သက်ခဲ့ဘူးတဲ့သူတယောက်ကအခုချိန်မှာကိုနဲ့လုံးဝမတက်ဆိုင်တော့ဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုအချိန်မှာဟိုသူသူ့အကြောင်းတွေကိုလည်းကြားတိနေရတယ်မြင်တွေ့နေရတယ်ပေါ့နော်။အဖေကနေတဆင့်စကားနဲ့ပဲဖြစ်ဖြစ်ဒါ line မောင်ကနေပဲဖြစ်ဖြစ်ပေါ့နော်။အခုက line kiss ဆိုတော့ဆိုတော့ဆိုလိုချင်တာသူ့အကြောင်းလေးတွေကို ကြားတည်နေရတယ်အဓိကတော့သူပျော်နေတာလေးတွေကြားတည်နေရတယ်သူအဆင်ပြေနေတာလေးတွေကိုကြားတည်မြင်တွေ့နေရတယ်ပေါ့အဲ့လိုမျိုးအခြေအနေမှာဘယ်လိုဘယ်လိုခံစားကြရလဲဆိုတော့အဲ့လိုကျွန်တော်အထင်တော့အချိန်နေကြာသွားရင်နော်အဲ့လိုမျိုးပေါ့သူနဲ့ပတ်သက်တဲ့အရင်ကအကြောင်းအရာလေးတွေကပြောစရာ ြည်နူးစရာလေးတွေဖြစ်နေမဲ့စိတ်အကြည်ဓာတ်လေးတွေရနေလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကပတ်သက်ခဲ့တုန်းကသိရမလားအဲ့ဒီတုန်းကပူပူနွေးနွေးအချိန်မှာကျွန်တော်တို့ထားပါတော့ဝေးကွာသွားကြပြီပြက်ဆဲသွားကြပြီပေါ့အဲ့လိုမျိုးပူပူနွေးနွေးအချိန်မှာတော့ကျွန်တော်တို့ဒေါရတွေထွက်ခဲ့မယ်အမြင်မကြည်တာရှိခဲ့မယ်နည်းနည်းမုံတီးခဲ့မယ်ပေါ့ဒါပေမဲ့အဲ့ဒီအရာကအချိန်ကြာလာတဲ့အမြပေါ့လေဟိုးအချိန်ကြီးတော်တော်ကြာသွားပြီဆိုရင အဲ့ဒီအမုံတရားစိတ်တွေကတိတ်ပြီးတော့လေမရှိတော့ပဲနဲ့အာပြောရရင်ရင်းကျက်လာတာမျိုးပဲဗျာပြောချင်တာနော်အဲ့မှာဩသူလဲဒီလိုမျိုးတွေရှိခဲ့တာဒါမျိုးတွေကတဘာဝတရားတွေဟောသူလဲမမားခဲ့ဘူးကိုလဲမလွန်ခဲ့ဘူးပေါ့နော်ဒါမှမဟုတ်လဲဩသူလဲတော့နည်းနည်းလွန်တာပဲဩငါလဲမားခဲ့တာပဲဒီလိုမျိုးတွေသွေးမိတာမျိုးပေါ့မျောအဲ့မျိုးသွေးမိတဲ့အခါမှာအာဃာတတွေပဲတိတ်မရှိတော့ဘူး ဆိုတော့အဲ့ဒီအခါမှာလက်ရှိအချိန်မှာသူပြောတာလေးတွေကြားသိနေရတယ်မြင်တွေ့နေရတယ်သူအဆင်ပြေနေတယ်ဆိုရင်ကိုပါဂျီနူးလာတာမျိုးလေးတွေလေခံစားကြရပဲထင်ပါတယ်เนาะအဲ့လိုမျိုးမှုလေးတွေရတယ်ဆိုတော့သူ့ကိုပြန်လိုချင်တာလားဆိုတော့လည်းမဟုတ်တော့အဲ့အဲ့လိုမျိုးပေါ့ဒါမဲ့ဟိုဖြစ်နိုင်ရင်တော့နည်းနည်းလိုချင်နေစိတ်လေးတွေတော့ရှိတာပေါ့လေဒါမဲ့တခြားနီးနေပေါ့เนาะအဲ့လိုမျိုးလေးတွေဟိုအဓိကကတော့ဟိုတခြားလိုပေါ့လေသူပြောတာလေးပဲသူရင်ဂျီနေတယ်ဆိုတာမျိုးပေါ့เนาะ တကယ်တကယ်အဲ့လိုမျိုးတွေကဒါလူတိုင်းမှာရှိကိုရှိပါလိမ့်မယ်ဇလန်းလေးတွေကရှိခဲ့ကြဘူးရင်ပေါ့ဆိုတော့ကျွန်တော်ဒီလိုပလင်ခံနေတာကလည်းဒါဖာရီကတ်နဲ့ပတ်သက်လို့ပါနော်အာဆင်နယ်နဲ့မပတ်သက်ဘူးမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်လို့အခုဒါဟိုအပြောင်းအရွှေ့တည်တည်နေပါညာတွေကလည်းနော်ဘာမှထရေရူးမရှိဘူးသိရမလားအာပြောစရာညီကောင်စိတ်လို့စရာရှားစရာလည်းတိတ်မရှိဘူးဆိုတော့ဒီအကြောင်းလေးတွေကို ြောကြည့်တာပေါ့လေပြောရရင်တော့ကျွန်တော်တို့အာဆနယ်နဲ့ပတ်သက်တဲ့အတိတ်ကအဲအနာရီယာလေးတွေအဲချစ်ခင်တွေ့တာဆရာလေးတွေပေါ့နော်တချို့အဲ့လိုပါတချို့အနာရီယာလေးတွေဆိုတာလည်းအချိန်ကြာလာတဲ့အမြကျွန်တော်ဆက်စပ်ပြောလို့စမ်းစရာလေးတွေကောင်းပါတယ်အဲ့လိုပေါ့ပေါ့အခုကကျော်ဖာဘီကတ်ကဖာဘီကတ်ကိုအင်တာမီလန်အတောင်မှဒါလိုချင်နေတယ်သူတို့နီးပြအင်ဇာဂီကနှုတ်ထွက်သွားပြီလေအဲ့အခါမှာအင်ဇာဂီနေရာမှာအစားထိုးဖို့ ဖာဘီကက်ကရေပန်းအစားဆုံးဖြစ်နေတယ်။ပြောရရင်ဖာဘီဇီယိုရိုမာနိုကတင်ထားတာတောင်မှတင်ထားတယ်။သူကအဲ့လိုအင်တာမီလန်ကကိုမိုကလပ်ကိုတိုက်ရိုက်အဲ့လိုသွားစကားပြောနေပြီ။သူတို့စိတ်ဝင်စားတဲ့အကြောင်းဖာဘီကက်ကိုခေါ်ချင်တဲ့ပုံအကြောင်းပဲနော်။ဒါပေမဲ့ဟိုဖာဘီကက်နဲ့အင်တာမီလန်တာဝန်ရှိသူနဲ့တိုက်ရိုက်ပြောဆိုတာမျိုးတော့မရှိသေးဘူးလို့သိရတယ်။အဖာဗီယိုရိုမာနိုတင်ထားတာပေါ့နော်ဆိုတော့သူပြောထားတာဆိုတော့ခိုင်မာပါတယ်အမှဆိုလိုချင်တာရောက်တာမရောက်တာနောက်တာ ဖာဘီကတ်လိုကောင်ကအဲ့လိုမျိုးအဆင်အနေထားကိုဖြစ်နေပြီဆိုလိုချင်တာအရာပဲတကယ်ဆိုတော့ဟိုစောစောအကြောင်းလေးပြန်ဆက်လိုက်ရင်ကျွန်တော်တို့ကအဲ့ဒီအချိန်တုန်းကဘာစီလိုနာကိုလေ2017မှာအရန်ပြောင်းကျင်ခဲ့ကြတယ်ဗျာပြောင်းကျင်ခဲ့တယ်ဖာဘီကတ်ကငန်းငန်းသက်ပြောင်းကျင်ခဲ့တယ်ကြိုက်ခဲ့ဦးဗျာကျွန်တော်တို့လိုနေတဲ့ကပတိန်ကျွန်တော်တို့ရဲ့တဲ့လားမမမမအာစနယ်ရဲ့တကယ် DNA လိုမျိုးကစားသမားအာစနယ်နဲ့ဖာဘီကတ်ဆိုတာခွဲမရတဲ့ကစားသမားဆိုတော့ချက်လွန်းတော့လည်းရင်နာခဲ့တယ်ပေါ့ဒါပေမဲ့သူက အဲ့လိုနောက်ပိုင်းနေမှာအာဆနယ်နဲ့ပတ်သက်လို့ထည့်ထည့်ပြီးပြောခဲ့တယ်။အဲအဲ့လိုမျိုးတွေပြီးရင်တူအဲ့ဘာစီလိုနာကိုပြောင်းခဲ့တာလဲဟိုမှားခဲ့တယ်ပေါ့လေအရန်ကြီးဇွန်အတင်းတရင်ကြီးအဲ့လိုမျိုးပြောဆိုရီရကြီးပြောပြီးပြောင်းခဲ့တာလဲမှားခဲ့တယ်သူတစ်ဖြစ်အာဆင်ဝန်းကားပေါ့အရန်အပူကတ်ပြီးတော့အဲ့လိုမျိုးတောင်းဆိုခဲ့တာ ਈ ပါဆိုသူနောင်တရရတယ်ပေါ့လေအဲ့လိုမျိုးတွေပြောထားတာဆိုတော့ကျတော့ဒါကြာတော့ကျတော့ဒါမျိုးတွေကခွတ်လွတ်နိုင်ကြလေးဖြစ်သွားတာပေါ့တချို့ကြတော့လဲ အာနည်းနည်း fabrication နဲ့ပတ်သက်လို့တိတ်မကြိုက်ဘူးပေါ့လေအဲ့လိုပြောသွားလို့ဒါပေမဲ့ဟိုအများအဖြစ်ကတော့ဒါတချို့ကဒါဒါမျိုးတွေကဖြစ်တတ်တာပဲလေနော် professional မှာဆိုတော့အရင်ကြီးအာ fabrication နဲ့ပတ်သက်လို့အာစနနဲ့ပတ်သက်လို့အရင်ကြီးဒါချော့ကြီးတော့မရှိဘူးလို့ကျွန်တော်မြင်ပါတယ်အဲ့ဆိုတော့လွမ်းစရာအာတတိယစရာလေးတွေပေါ့လေအဲ့လိုလေးတွေပေါ့တခြားကောင်တွေနဲ့ရှင်လို့မရဘူးပြောပါတယ်တခြားပြဿနာတက်ပြီးပြောင်းသွားတဲ့ကောင်တွေနဲ့စားပါတော့ဟာနာမည်တော့ထည့်မပြောတော့ပါဘူး အဲ့လိုမျိုးလေးတွေရှိတယ်ဗျာ fire gang ကဆိုရင်အဲ့လိုကိုမိုလဲသူကဒီ2023 24ဘောလုံးယာရီမှာ CDB မှာနီးပြပြီးတော့တန်းတက်အောင် လုပ်ခဲ့တာအဲ့လိုတန်းတက်ပြီးတဲ့နောက်မှာအခု2024 25ဘောလုံးယာရီမှာလဲလုံးဝ special အမိုက်စားခြေဆောင်ကိုထပ်ပြခဲ့တာပြောရရင်တော့ဒီလိုအသင်းလေးအင်အားချိနေတဲ့အသင်းလေးကိုဗျာဟို CDA ကိုတန်းတက်အောင် လုပ်ပေးခဲ့တာ ਨੇ တူရဲ့ နေပြအရေးချင်းမှတ်ကြောက်တင်လို့ရနေပြီဆိုလိုချင်တာဒီယာဒီမှာပြန်မဲတန်းဆင်းသွားစေအောင်ဆိုတော့အခုကအဲ့လိုမျိုးအပြုံအတွက်တန်းမဆင်းခဲ့အောင်လုပ်နိုင်တယ်တန်းမဆင်းအောင်လုပ်တာတောင်မှသူကလွေးယုံကြွေယုံမဟုတ်ဘူးအဲ့လိုမျိုးချင်းပြောရင်ဗျာတန်းမဆင်းဘူးဆိုရင်တော့မှသူ့ရဲ့လုံးဝမဟာအောင်မြင်မှုကြီးဖြစ်ဒီယာဒီမှာဒါမဲ့အဲ့လိုမျိုးကိုမိုဘယ်လိုမျိုးသူ့နီးစနစ်တွေဖြူဟာတွေနဲ့ အဲ့ view တွေအပြုံသူ့ရဲ့ဥဆောင်နိုင်မှုစွမ်းရည်ပေါ့နော်ကစားသမားတွေရဲ့အရေးချင်းကိုဟိုးအကုန်လုံးနှိုက်ထုတ်နိုင်စွမ်းပေါ့နော်ကစားသမားတယောက်မှရှိတဲ့အရေးချင်းတွေကိုအဆုံးစွန်ဒီနှိုက်ထုတ်နိုင်စွမ်းပေါ့နော်ဒါမျိုးတွေပြီးရင်ခေါင်းဆောင်မှုအရေးချင်းတွေအဲ့ဒါနေရာနေမှာသူဒီနေရာမှာခြေစွမ်းကောင်းကောင်းပြခဲ့ပြီးတော့အဆင့်တစ်ဆင့်နဲ့ပိတ်သိမ်းခဲ့တာစဉ်းစားလာကြည့်ပြီးခဲ့တဲ့အရာတွေကမှတန်းတက်လာတဲ့အသင်းက ဒီဟာဒီမှာအဆင့်တစ်ဆင့်နဲ့ပိတ်သိမ်းခဲ့တာအဲ့လိုမျိုးချောမျိုးစောပြောရရင်တော့အဲ့လိုမျိုးတော့ကတည်းကကျွန်တော်ကတော့ကျွန်တော်ကတော့ကျင့်နဲ့ပဲအဲကောင်ဟာဒီကတည်င်းတွေ့တိုင်းလို့နည်းအဲ့လိုပေါ်လေဟုတ်ကိုအတင်းကလက်ရှိကံနေအတင်းကကစားသမားကြီးအဲ့လိုမျိုးဟိုဟိုကောင်းစားနေတာနဲ့တော့မတူဘူးပေါ့လေကောင်းစားနေရမြင်တော့အာဆင်နယ်အရင်မိုက်နေမြင်တော့ပို့ပြီးတော့အာစိတ်လှုပ်ရှားမှုတွေပိုပြင်းထန်တာပေါ့ဒါပေမဲ့ဖာဘီကတည်င်းတွေ့ရင်ကျတော့ငင်းငင်ညောင်ညောင်လေးအဲဆိုလိုချင်တာအဲ့လိုမျိုးလေးပါအေးစစ်စစ်လေး ပြောရင်အကြည်တက်လေးရနေတာမျိုးအရန်ကြီးပြောတာမျိုးလည်းမဟုတ်ဒါပေမဲ့အဲ့လိုတုံ့ဥကြမှာပါနော်ကိုယ်နဲ့သက်ဆိုင်တဲ့ဒါဘောလုံးမမမဟုတ်နေပယ်တိုင်းမှာပေါ့နော်ချိုးရအခြေကြီးပါညာတရကာပေါ့နော်ပတ်သက်မှုတဲ့အဲမှာအဲ့လိုမျိုးအကြည်တက်လေးရနေတာမျိုးသူနဲ့သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစဉ်းစားလိုက်တိုင်းပေါ့အဲ့လိုမျိုးလေကျွန်တော်အစကလည်းအဲ့လိုမျိုးလေးတွေအင်းကြည်နုံးနေဘူးတဲ့ဗျာဟိုဘယ်နည်းကိုနိုင်ပါ ਈ ပေါ့ဟာအဲ့လိုမျိုး အခုဒီရီမှာဆိုလူတိုရီနိုတို့ဘာလို့ထဲတော့အဆင့်အပေါ်မှာရောက်တယ်လေအဲ့လိုမျိုးနည်းနည်းလေးအလဲလက်တန်းရှိရဲ့အတင်းဟာဖတ်ခဲ့ရဲ့ဘုံမှာနိုင်ရောပြန်အာအဲ့လိုမျိုးအဲ့အဲ့လိုမျိုးတွေပေါ့လေနော်အဲ့လိုမျိုးဆိုရင်ကျင်းနူးမယ်အခုဒီနောက်ဆုံးတင်းတီးရတဲ့ခါမှာကျတော့ဘုံပြီးတော့အဲ့လိုကျင်းနူးမိတယ်ဒါပေမဲ့အဲ့အဲ့ဒီခါမှာဒီလိုမျိုးလေးတွေပြောကျင်လာတာပေါ့လေနော်ဒီဒီအကြောင်းအရာလေးကိုဆိုတော့တခြားတော့ထွေရူးမရှိပါအဲ့လိုမျိုးဒါဒီလိုမျိုးအကြောင်းအရာလေးတွေနဲ့ ပတ်သက်ဆက်ဆက်ပြီးတော့ကိုယ့်ရဲ့အမြင်လေးတွေခံစားချက်လေးတွေ feeling လေးတွေလည်းရှင်းဖွင့်ခဲ့ကြပါအောင်เนาะအမြင်လေးတွေအာသူပြောတာနေပဲသူအချိန်နေတဲ့လူတွေရှိချာတလားပေါ့ပါကြတလားပေါ့မညာချင်းတော့ပေါ့နော်နော်ဆိုတော့ကျွန်တော်ကတော့ပါပါတယ်လို့နော်အဲ့လိုမျိုးပဲပေါ့လေဟုတ်ရှင်တဲ့ကမျောလင်းလို့မရတော့ဘူးဆိုရင်တော့မှလေအဒီတိုင်းလေးပဲအော်အေးအေးအော်မင်းအောင်အဲ့လိုဟုတ်အဲ့လိုမျိုးပေါ့လေ ျေးဇူးပါပဲเนาะဆင်မြင် like and subscribe နဲ့လည်း update ကြပါအောင်အားလုံးကျေးဇူးပါ